င်းပြပြောပြဆိုဒုရတုတ်ကဟိုလီကလေးလည်းတော်တော်ကိုဟိုအောင်ပြင်လာမြင်ရပါတယ်ခစ်ကာလာလည်းမတူတဲ့ပြင်ကျွန်တော်တို့ဒီလုံးလုံးဒီအလုံးလုံးတဲ့ခစ်တုန်းကဆိုရင်ရုပ်ရှင်လည်းအားကောင်းတဲ့အချိန်ဗီဒီယိုလေးလည်းအားကောင်းတဲ့အချိန်အဲ့လိုမျိုးခစ်တွေကြုံခဲ့ရတဲ့ခါကျတော့ဒီခစ်ကလေးတွေကတော့တစ်ခါကျရင်စိတ်မကောင်းဖြစ်မိတာပေါ့နော်အခုကျတော့ social platform တွေတော့များတယ်သူတိုးနိုင်တဲ့ platform တွေတော့များတယ်ဒါပေမဲ့ဒီဘက် main stream ပဲအမှုပြင်လောကတွေကိုဝင်လာဖို့အတွက်ရုပ်ရှင်ကားကြီးရရဖို့အတွက်ဒါဇာလန်းတွဲတွေရရဖို့အတွက်ဇာလန်းတို့လေးတွေရရဖို့အတွက်ကတော့တော်တော်ကြီးရုန်းကန်ရမယ်လို့ထင်ပါတယ် တ်တယ်အခုနောက်ပိုင်းနဲ့ဒီလူမြောင်ပြုတ်ကင်းဆိုရူရတုတ်ကဟိုလီကလေးလေတော်တော်ကိုဟိုအောင်မြင်လာမြင်ရပါတယ်ခြားဒီပြုတ်ကင်းမဟုတ်ပဲနဲ့ကိုယ်လက်တွဲခေါ်တဲ့ကလေးတွေလည်းအောင်မြင်နေရတွေ့ရဝင်သာပါတယ်ဒါတော့သူတို့လည်းနောက်တစ်ချိန်မှာဒီလိုပဲ user တွေ user တွေကိုဒါအောင်းနေကြွေးသွားရင်အတိတ်တွေဝေဖို့အတွက်သူတို့လည်းလက်တွဲခေါ်ဖို့သူတို့မှလည်းတောင်းဆိုရှိပါတယ်ပြန်ပြီးတော့တွေ့ပြကြလာဒီလိုမျိုးကိုအဲအဲ့လိုမျိုးတော့လေမတွေ့ပြကြဘူးဘာလို့ဆို ဟိုခစ်ကာလာလည်းမတူတဲ့ပြင်ကျွန်တော်တို့ဒီလုံးလုံးဒီအလုပ်လုပ်တဲ့ခစ်တုန်းကဆိုရင်ရုပ်ရှင်လည်းအားကောင်းတဲ့အချိန်ဗီဒီယိုတွေလည်းအားကောင်းတဲ့အချိန်ဇလန်းတွေတော့မအောက်တိဟိုအားမကောင်းသေးဘူးပေါ့နော်အဲဒီရုပ်ရှင်ဆိုတဲ့တခါပြီးတခါဆက်နေဗီဒီယိုဆိုလည်းဟာဟိုတခါလာပြီးတော့အဲ့ရင်အဲ့လိုမျိုးပေါ့နော်ဟိုဆယ်ကားတစ်ဖြတ်ဆယ်ကားတစ်ဖြတ်အဲ့လိုလာအပ်တဲ့ခစ်ပေါ့အဲအဲ့လိုမျိုးခစ်တွေတွေကြုံခဲ့ရတဲ့ခါကျတော့ဒီခစ်ကလေးတွေကတော့တခါကျရင်စင်မကောင်းဖြစ်မိတာပေါ့နော်ဒီခစ်ကလေးတွေကခွင်လန်းနေဟို ဟိုနဲတဲ့အတွက်တချို့ကလေးဆိုလဲဟိုဘယ်လိုပြောမလဲဆယ်လီဖြစ်အောင်ကြိုးစားကြတာပေါ့နော်ဒါကလည်းသူတို့အပြစ်မပြောပါဘူးဘာဖြစ်ဖြစ်လူဆိုတာကလည်းလူငယ်ဆိုတာအောင်မြင်ခြင်းနဲ့ထင်ပေါ်ခြင်းနဲ့ကြော်ကြားခြင်းနဲ့ဟာဒီလိုမျိုးရှိတဲ့အတွက်ချိုးကြတော့လဲအဲ့လိုပေါ့ဟိုချီတူခံရတာရှိတယ်ချိုးကြတယ်ဆဲခံရတာရှိတာပေါ့ဒါပေမဲ့ချီတူခံရပြီဆဲခံရပြီကိုရီးယားတော့ဟိုနေ့ရောက်စလုံးတော့ဟိုဘာမှဟိုမဝေဖန်ဘူးဘာကြောင့်လဲဆိုတော့လူငယ်ဆိုတာခုနပြောတဲ့အတိုင်းပဲအောင်မြင်ခြင်းရတာပေါ့ ံမျိုးလေးချရပေါ့အဲ့ဒီမှာမှာကိုဖက်ကလေဒါဒါရွေးနေတဲ့ချိန်မှာတော့ကိုအားရဆုံးကိုပေါ့နော်အမှတ်များဆုံးသိခဲ့တာဘယ်လိုဖြစ်လဲဒီချိန်မှာတော့လည်းအဲ့ဒါမပြောချင်တော့ပါဘူး။ဒါလည်းဖြစ်ဖြစ်ကလေးတွေကအဲ့အမှတ်များဆုံးပေးခဲ့သည့်ဖြစ်စေအမှတ်နေသွားသည့်ဖြစ်စေဒီချိန်မှာအမှတ်နေတဲ့သူကလည်းဟိုနံပါတ်ကြီးမင်းသမီးဖြစ်နေရတယ်ရှိပါတယ်။နော်အမှတ်များတဲ့သူလည်းအောင်မြင်တဲ့မင်းသမီးဖြစ်နေရရှိပါတယ်။ဒါတော့လည်းဟိုဘယ်လိုပြောမလဲအရန်ထူးချွန်တဲ့မင်းသမီးရှိသူတို့အလေလက်လည်းရှိမှာပေါ့။နောက်ကြံခဲ့သူတွေရှိမှာပေါ့လေ။အဓိကကတော့ဟိုပြောမယ်ဆိုလို့ရှိရင်တော့ဒီဟို တို့နာမည်ကြီးတဲ့စူးစားတဲ့ဒီခေါင်းဆောင်မင်းသားတွေနဲ့တွေ့သွားတဲ့အတွက်တို့လည်းလမ်းကြောင်းမှန်ပေါ်ရောက်သွားတယ်သူလမ်းကြောင်းမှန်ပေါ်ရောက်သွားရင်ဒီစင်ဒါတပြေးပြေးနဲ့အောင်မြင်ပါနိုင်နေနာရောက်လာတဲ့အကယ်ဒမီရသွားတဲ့သူရှိတယ်နော်အကယ်ဒမီရဖို့အတွက်ဒါဟိုတကယ်ကိုဒီနှစ်မှာလည်းအပြိုင် nomination ဝင်နိုင်တဲ့ဆဲရုပ်တွေနဲ့တိကျဆောင်ထားတဲ့မင်းသမီးတွေရှိပါတယ်အဲ့တော့ဒါတို့တွေရအောင်ဒါကုဆရာရဲ့အပေါ်ကုချိန်ဒီ respect ရှိမှုဘယ်လောက်တောင်ရှိလဲတွေ့လို့ရှိအာရှိပါတယ် ကျွန်တော်တို့ကဆရာတပည့်ဆိုတဲ့ပုံစံမျိုးနဲ့ဟိုဟိုမလုပ်ပါဘူးမထုတ်လွန်ထားပါဘူးအာဆရာလည်းဖြစ်သူအကူလည်းဖြစ်ပါတယ်အကောင်းဆုံးတိုင်တိုင်ပင်လို့ရတဲ့မိတ်ဆွေလည်းဖြစ်ပါတယ်အလိမ္မာဆုံးအောင်လို့လည်းလေမာသုံးတာလေမာသုံးပြောမဲ့စာ6ဆိုတော့တောက်တပိစိုးကြတာပဲအကယ်ဒမီရမှရေလို့မဟုတ်ပါဘူးတချို့လည်းအရန်စူးစားတယ်အကယ်ဒမီနဲ့ကံမဆက်သေးတဲ့တိူးဆောင်တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဘာဖြစ်ပါကိုယ့်ရဲ့ ဟိုတပည့်လေးတွေကိုယ့်ရဲ့ညီမလေးတွေကိုယ့်ရဲ့သမီးလေးတွေဘယ်လိုပဲအကယ်ဒမီရသည်ဖြစ်စေမရသည်ဖြစ်စေအောင်မြင်နေတာမြင်ပဲဝမ်းသာပါလေကျေနပ်ပါပီတိဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးတော့ထပ်ပြီးမင်းသမီးရဲ့ပြင်ဖို့ဟုတ်ကဲ့ဒီခုနပြောသလိုပါနော်ခက်ကမတူတော့ဘူးလေကျွန်တော်တို့ခက်တော့ဆိုလို့ရှိရင်ရုပ်ရှင်ဆိုတာတကားပြီးတကားဆက်နေဗီဒီယိုဆိုတာလည်းတကားပြီးတကားဆက်နေတာအဲ့တော့ဟိုဖြစ်ဖို့အခွင့်အလမ်းလည်းများတယ်စူးစမ်းရင်စူးစမ်းသလားဘူးမစူးစမ်းရင်တော့ကြံခဲ့မှာပေါ့နော် အခုကြတော့ social platform တွေတော့များတယ်သူတို့တိုးနိုင်တဲ့ platform တွေတော့များတယ်ဒါပေမဲ့ဒီဘက် main stream ပဲအနုပြည်နယ်လောကတွေကိုဝင်လာဖို့အတွက်ရုပ်ရှင်ကားကြီးရဲရဖို့အတွက်ဒါဇလန်းတွဲတွေရဲရဖို့အတွက်ဇလန်းတို့လေးတွေရဲရဖို့အတွက်ကတော့တော်တော်ကြီးရုန်းကန်ရမယ်လို့ထင်ပါတယ်ဒီမင်းသားတွေလည်းပြန်စုဖို့ဆိုတော့လည်းဘယ်လိုလဲတော့မလဲတော့ပါဘူးမလဲတော့ပါဘူးအထွေထူးတော့လည်းသိဘူးသူတို့ဟိုပြောဆိုဆုံးမကြမလို့ပါဘူးဘာလို့ဆိုတော့သူတို့ကလည်းဘာဖြစ်ဖြစ်ဟိုဘဝနာခဲ့ကြတဲ့အတိတ်တာပါတယ်နော်ဟိုဘယ်လိုစူးစမ်းရမလဲဆိုတော့သူတို့လည်းသိပါတယ်ဟို အားလုံးကသူတို့ပေါ်မှာထားတဲ့ဒီဟိုစီနီယာဟိုသူတို့ဟိုတင်ပေးခဲ့တဲ့ဒါကြောင့်မို့ရောက်အောင်ဟိုမြေတော်မြှောက်ပေးခဲ့တဲ့စီနီယာဆရာတွေအားလုံးကလည်းသူတို့ဒီဟိုပါပဲစာကြီးပဲတောင်းသင်ခဲ့တာမဟုတ်ပါဘူးသူတို့စိတ်ကိုလည်းပြင်ပေးခဲ့တာပါနော်စိတ်ကိုလည်းထားတောင်းသင်ပေးခဲ့တာပါအဲ့တော့သူတို့လည်းဟိုဘာပဲဖြစ်ဖြစ်ဟိုတွေးခေါ်တတ်တယ်ဟိုယူဆတာမှန်တယ်ဆုံးဖြတ်တာမှန်တယ်ဟိုအတင်းဆောင်တိတ်မရှိနိုင်ဘူးလို့ထင်ပါတယ်